ုင်ငံရနောင်းမြို့ကတဆင်နေရပြပိုးခံရသူတွေတဲ့ကကော့တောင်းမြို့နဲ့ရမိုင်းကျေော့အခြေဆိုင်ခမရ၄၃တက်ထဲပါတော်ပြီးဖဲစီထိမ့်သိမ်းခံထားရသူတွေကိုအောက်တိုဘာလ၁၆ရက်နေ့မှာစစ်မှုထမ်းအတွက်ပို့ဆောင်ဖို့လုပ်နေတယ်လို့တနက်နေ့တဲ့ကော့တောင်းဒေသခံတွေစီကသိရပါတယ်။အောက်တိုဘာလ၉ရက်နေ့နေ့လယ်၁၇နာရီအချိန်ဝန်းကျင်လောက်မှာနေရပိုးခံရတဲ့အယောက်၉၀ထဲကစစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုခမရ၄၃တက်ထဲကိုခေါ်ဆောင်တော်ပြီးတဲ့နောက်ဘိန်းနဲ့တဝေခရ န်အတွင်ကတသားသစ်လေ့ကျင့်ရေးအကြောင်းတွေကိုဆင်လို့မေးလို့ဆိုပါတယ်။နေရက်ပြပို့ခံရတဲ့အယောက်60ထင်းမှာအမျိုးသား80တယောက်နဲ့အမျိုးသမီး9ယောက်ပါဝင်ပြီးပတ်စံနဲ့ပြန်မရွေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းပို့မှာဖြစ်ပြီးဘယ်နှယောက်ပို့ခံရမယ်ဆိုတာကိုတော့မသိရသေးဘူးလို့စစ်တပ်နဲ့နှိဆက်တဲ့ကော့တောင်းနေတာခင်ကပြောပါတယ်။ထိုင်းကနေနေရပြတ်ဖို့ခံရပြီးမှစစ်မှုန်ထမ်းစုဆောင်းခံလိုက်ရတဲ့သူတွေဟာ လက်ကျရင်တင်တန်းကာလမပြည့်မြောက်ပဲရှေ့တန်းစစ်မျက်နှာပြင်တွေကိုစစ်လို့ခံရကအသက်သေဆုံးခရရတဲ့သူတွေအများအပြားရှိနေတယ်လို့သိရပါတယ်ရှင်မက်ဒလေးမိုးကုတ်လမ်းပိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်နေတာကြောင့်ဖြတ်သက်တော်လောက်ခွင့်ရာရေးပိတ်ပြီးနောက် ိုးကုတ်မြို့မှာဓာတ်ဆီတကားလန်ကို36000ကျဲအထိဇင်နုံမြင့်တက်တော်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။လဲမပိတ်ခင်ကဓာတ်ဆီတလီတာကို9000ကျဲဝန်းကျင်နဲ့တကားလန်15000ကျဲဝန်းကျင်သာပေးရပြီးလဲပိတ်ပြီးတဲ့နောက်ဇက်တက်တော်ခဲ့တာပါလို့မြို့ခံတယောက်ကပြောပါတယ်။ အဲ့ဒီလိုဇက်တက်တော့ပင်မဲ့လက်ရှိအချိန်ထိတော့ဓာတ်စီဝေလို့ရနေသေးတယ်လို့မိုးကမျိုးခန့်တယောက်ကပြောပါရယ်မန္တလေးမိုးကုတ်ကာလဲပိုင်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်လာပြီးမြေပြင်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့်မိုးကုတ်မန္တလေးလမ်းပိုင်ကိုအောက်တိုဘာလ7ရက်နေ့ကစပြီးရာယီဖြတ်တန်းခွင့်ပိတ်ထားတာဖြစ်ပါရယ်မိုးကုတ်မြို့မှာဓာတ်စီဈေးတွေတက်လာတာကြောင့်ခရီးသည်တွေကားခအစင်းလုံးတွေတက်လာတဲ့အပြင်ဓာတ်စီအသုံးပြုပြီးလုပ်ကိုင်းရတဲ့ကြောင်မြတ်တွင်းတွေကလည်းအခက်အခဲရှိလာနိုင်တယ်လို့မြို့ခံတွေကပြောပါရယ်ရှင် ကွေးတိုင်းပွင့်ဖြုံမြို့နယ်ကပြူစောထီတွေထိန်းချုပ်တဲ့ဆင်လူရော်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကဒေသခံတွေကိုရော်ပြင်ထွက်ခွင့်မပေးဘဲတအိမ်တယောက်လူအင်အားအာဓမစုဆောင်ပြီးအော်တိုဘားလ၁၄ရက်နေ့မှာလက်နက်တက်ဆင်ပေးလိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ်ပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလယ်ပိုင်းမှာရှိတဲ့စေတော်ဂိတ်စခန်းကိုတော်လေရဲတပ်တွေကအော်တိုဘာလ၄ရက်နေ့မှာတင်ပိုက်ပြီးတဲ့နောက်ဆင်လူရွာကဒေတာခန်းတွေကိုတအိမ်တယောက်လူသစ်စုဆောင်ပြီးတော့လက်နက်တပ်ဆင်ပေးလိုက်တာလို့ဆိုပါတယ်ဆင်လူရွာမှာပြူစောထီတွေကရောပြင်ထွက်ခွန်းတွေပိတ်ထားပြီးကြော်ထင်မှာရှိတဲ့ဖုန်းတွေကိုအကုန်သိမ်းထားပြီးတော့ဒေတာခန်း80လောက်ကိုလက်နက်တပ်ဆင်ပေးထားတယ်လို့ဒေတာခန်းတယောက်ကအတီဘူဘီကိုပြောပါတယ် ။ပြူစောတိခေါင်းဆောင်တွေဟာစင်လူးရော်ကဒေတာခန်တွေကိုစတင်ပါလာဆန်ပိုင်းကစပီးပြပထွက်ခွင့်ပေးလိုက်ကအော်တိုဘာလအထင်းမှာပဲဖုံးတွေတင်လိုက်တာလို့ဆိုပါတယ်။စင်လူးရော်မှာပြူစောတိအင်အားတရာကျော်ရှိတဲ့အပြင်စစ်ကောင်စီတပ်တွေပါအထိုင်ချပြီးပွင့်ဖြူစစ်တုထရာနဲ့စလင်းမျိုးတွေကိုစစ်ကြောင်းထုံမင်းရှို့တာနဲ့အရက်သားတွေကိုဖမ်းဆီးတက်ဖြတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ စစ်တပ်ကလာမဲ့ဒဇင်ပါမှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာတော်တော်အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့စစ်ကောင်စာဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်ကအမွန်တင်ပြောဆိုပါရယ်။နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာကော်ပိုရှင်းဗဟိုဌာနတဲ့ MICC1 မှာဒီကနေ့အောက်တိုဘာလ15ရက်နေ့ကပြုလုပ်တဲ့တနိုင်ငယ်လုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရဲသဘောတူစာချုပ် SCA စနစ်ပြစ်နှစ်ပတ်လည်နဲ့အခမ်းအနားမှာမင်းအောင်လိုက်ကအဲ့ဒီလိုပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲမှာတုံးမဲ့မေပေးဇက်ကမတမာမုံမလုံးနိုင်ချောင်းနဲ့ရွေးကောက်ပွဲဟာလောလက်ပြီးမျှတာတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့လည်းသူကပြောပါရယ်ဒါအပြင်ရွေးကောက်ပွဲကို၃ချိန်ပြုလုပ်တော့မှဖြစ်ပြီးပထမတစ်ချိန်မှာတရနှမျိုးနဲ့ဒုတိယတစ်ချိန်မှာမြို့နယ်တရကျဲတဲ့မြို့နယ်တွေကိုတော့တတိယအချိန်အနေနဲ့လုပ်မယ်လို့သူကပြောပါတယ်။တကယ်လို့ရွေးကောက်ပွဲလုပ်ဖို့ထပ်ပြီးကြံသေးတဲ့မြို့နယ်တွေရှိသေးတယ်ဆိုရင်တော့ လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီးဂျားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်။အာနာဒေစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အစိုးရအန်ယူဂျီနဲ့တော်လရင်အင်အားစုတွေကထုတ်ပြန်ထားပါရဲ့ရှင်။ သွင်းကုန်ပစ္စည်းတင်သွင်းမှုအပေါ်လိုင်စင်ကန့်သတ်ထားတာကြောင့်ပြည်တွင်းကုန်ပစ္စည်းလက်လီလက်ကားဈေးကွက်မှာထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းပြက်လက်မှုတွေနဲ့ကြုံတွေ့နေရခြင်းထိုင်းအခြေဆိုင်မက်ခရိုကုန်တိုင်းကိုရန်ကုန်မြို့ခဝဲကျန်းမှာဖွင့်လှစ်နေတာဖြစ်ပါတယ်။ထိုင်းအခြေဆိုင် Siren Micro Public Company Limited ကဒုတိယမြောက်ဆိုင်ခွဲအဖြစ်လာရောက်ဖွင့်လှစ်တဲ့မက်ခရိုကုန်တိုင်းဖွင့်ပေမှာလက်လီဝေယူသူတွေအပြင် မြို့နယ်ရက်ကွက်အတွင်းရှိကုံစုံဆိုင်တွေကအစလာရောက်ဝေယူကြတာဖြစ်ပါတယ်။ကျင်းပြတိုင်းမြို့နယ်ကနဲ့ခဝဲကျက်မက်ခရိုဆိုင်ဖွင့်ပွဲမှာလာရောက်ဝေယူသူကုံစုံဆိုင်ပိုင်ရှင်တယောက်ကတော့ထိုင်းပစ္စည်းတွေဈေးကွက်ထင်မှာဝေလို့မရဖြစ်နေချိန်မှာအခုလိုကုန်တိုင်းဖွင့်တဲ့အတွက်ဈေးကွက်ထင်မှာထိုင်းကုန်ပစ္စည်းတွေပြန်လည်ပန်းနိုင်ပေမဲ့ဈေးကတော့ကုမ္ပဏီဓာတ်ရိုက်အစ်စက်ထက်နည်းနည်းများတယ်လို့ဆိုပါတယ်။ ပြည်ပကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုစစ်တပ်ကအမိန်ထုတ်ပြီးတော့ကန့်သက်လိုက်တာကြောင့်ဈေးကွက်ထဲမှာထိုင်းအပါအဝင်ပြည်ပထုတ်ကုန်ပစ္စည်းတွေရှာပါနေတာဖြစ်ပါတယ်ရှင်။တနေ့သားရီတိုင်းဘဲလမုတ်ကျေော်အုပ်စုအလေးပိုင်းလျှော်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အရသား9ယောက်ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဖိုးအိုတယောက်ကစိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် ောက်တိုဘာလ14ရက်နေ့ညနေ3နာရီမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဘုံတီးသုံးလုံးပစ်ချခဲ့တဲ့အတွက် အလေပိုင်းလျှော်ရှေတွင်မှရေချိုးနေတဲ့အရဲသားတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်နက်ကြီးမဲတဲ့သူတွေကအသက်80ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဟာလက်တစ်ဖက်မှာလက်နက်ကြီးကြီးစားထိမဲ့ပြီးစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ဒေတာခန်ကပြောပါတယ်စစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးမပစ်ခတ်ခင်နေ့လယ်နနာရီခွဲဝန်းကျင်မှာတော်လေရီတပ်ဖွဲ့ဘက်ကစစ်ကောင်စီတပ်ရဲ့306အမြောက်တရင်ကို drone နဲ့ဘုံဒီသုံးလုံးကြေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အလေးပိုင်းရော်မှာဘဲလမုတ်ရော်ကနေဒေသခံတဝဲလောက်စစ်ဘေးရှောင်နေရပြီးစာနေခါနဲ့နေထိုင်စားတောက်ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ အင်းစိန်ထောင်မှာအချင်းကြထိန်သိမ်းခံထားရသူတွေကိုစစ်အုပ်စုကလုံမဲ့ရွှေကောက်ပွဲမှာကြိုတင်မဲပေးဖို့ဖိအားပေးချင်းချောက်နေလို့သွေးစည်းညီညွတ်သောတပ်မကများအဖွဲ့ချုပ် STUM ကအတိပေးထုတ်ပြန်ထားပါတယ်။အဲ့ဒီအချင်းထောင်အတွင်အချုပ်ခန့်ချီအချုပ်သားတွေကိုရွှေကောက်ပွဲအတွက်ကြိုတင်မဲထည့်ဖို့ဖိအားပေးနေပြီး ချိုတင်မဲပေးဖို့ငင်းဆန်ရင်ကက်ကွက်မဲအဖြစ်သတ်မှတ်မှာဖြစ်သလိုတိုက်ပိတ်တာမျိုးနဲ့ထောင်တွင်ပြည်နယ်တွေခြောက်တော့မဲဆိုပြီးချင်းချောက်ကျင်းပေါင်းနေတယ်လို့ SDUM ကဆိုပါတယ် အင်းစိန်ထောင်မှာထိန်သိမ်းခံထားရပြီးပြမှုကျူးလွန်တက်သူများခြေကျုံတဲ့ခံဝန်အပ်ဥပဒေအမှုနဲ့အသင်းအဖွဲ့များမဲ့ပုံတင်ခြင်းဆိုင်ရာဥပဒေတွေနဲ့တရားရင်ဆိုင်နေရတဲ့ SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေကိုအောင်တော်ပါလ73ရက်နေမှာရုံးထုတ်ခဲ့ပြီးနောက်သူအပါအဝင်အချုပ်သားတွေကိုချိုတင်မေးပေးဖို့ဖိအားပေးချင်းချောက်ခံနေရတယ်ဆိုတော့အဲ့ဒီအဖွဲ့ချုပ်ကထုတ်ပြန်တာဖြစ်ပါရဲ့ရှင်။ ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်စက်ခရဲပါတီရုံးကိုအောက်တိုဘာလ15ရက်နေ့မနက်9:00နာရီအချိန်မှာပြင်းအားမြင့်မိုင်းတလုံးလက်ပြေပုံးနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်အာမင်းမြို့ပြပျောက်ကြားတော်လည်ရဲတပ်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းမဲ့ကိုထိမှန်ခဲ့ကထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ်။ ်ရွေးကောက်ပွဲမှာပေါင်ဝင်နေတဲ့အရာမဲ့သမျှကိုတိုက်ခိုက်တော့မှာဖြစ်ပြီးစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲမှာအားတက်သရောလှုံ့ဆော်နေသူတွေကိုလည်းမပူပေါင်းချဖို့ရန်ကုန်အာမင်တော်လေးရဲ့တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါရယ်စတေမာလာ30ရင်းနဲ့ညကလည်းမြောက်ဥကလာပါမြို့နယ်အမှန်20နှစ်ရက်ွက်အုတ်ချုပ်ရေးမှုရုံကိုလက်ပြမုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အုတ်ချုပ်ရေးအဖွဲ့ဝင်၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်ရှင် စကိုင်းတိုင်းမြောင်မြို့နယ်စည်ရကုန်းကျောကိုဒီကနေ့အောက်တိုဘာလ15ရက်နေ့မနက်8နာရီအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တပ်ကြီးရွေဦးနဲ့အမျိုးသမီးတွေအပါအဝင်အယောက်20နီးပါးဒေယာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ်စစ်ကောင်စီတပ်ရဲမန္တလေးမြို့အခြေဆိုင်တဒါဦးလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားနဲ့တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲဘုံစစ်လုံးထက်မနေကြေးချတိုက်ခိုက်ခဲ့တဲ့အတွက်မြေပေးလန်းနေတဲ့အသက်35နှစ်ကျော်အရွယ်အမျိုးသမီးဟာဝဲပိုင်းမှာပြင်းထန်တရားရရှိခဲ့ပြီးကိုလဲအင်ကဆုံးရှုံးခဲ့ရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုအရေးပေါ်စစ်ကူတာမှု ပေးနေပြီးဇေယကုန်းရော်ကဘုံကြီးကြောင့်အပါအဝင် နေအိမ်၁၀လုံးထက်မနည်းလေထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဇေယကုန်းပကဖတာဝန်ရှိသူကဒီပူပီကိုပြောပါတယ်ဇေယကုံရော်ဟာအင်ချီတထောင်ကျော်ရှိပြီးဒေသခံ၄ထောင်လောက်ကလေကြောင်းအင်တရေကိုစိုးရင်တဲ့အတွက်နေရာဆုံးခေါ်နေကြရတယ်လို့ဆိုပါရရှင်။ ပုဂ္ဂလိကကဏ္ဍကအလုံသမားတွေကို ထောက်ပံ့ခြင်းတရက်ကိုတထောင်ချက်တူပေးဖို့စစ်တပ်ဩဇာခံ အနေဆုံးအခကျင်းငွေတက်မဲ့ရဲ့ဆိုင်ရအမျိုးသားကော်မတီကအမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်တပ်ကနန်း CDM ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုထောက်ပံ့ခြင်းအနေနဲ့တလောက်ကို3000ကျပ်ပေးတော့မဲလို့ကြီးညာပြီးနှစ်ပတ်အကြာမှာပုဂ္ဂလိကကဏ္ဍအတွက်ပါအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နန်း CDM တွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုထောက်ပံ့ခြင်းအနေနဲ့တလောက်ကို3000ကျပ်ပေးတော့မဲလို့ကြီးညာထားပေမဲ့ပုဂ္ဂလိကကဏ္ဍကအလုံသမားတွေကိုတော့အလုံလုံတဲ့ရက်တွေနဲ့1950တခုနဲ့ ခွင်းရက်နဲ့အလုတ်ပိတ်ရက်အပ်ဥပဒေအရာ အပေါ်ထောက်ပံ့ခြင်းတရက်ကိုတထောင်ချက်ခန်းစားခွင့်ပေးမှာဆိုပြီးခွေးကြားသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။အခုလိုအလုတ်သမားတွေအတွက်အပေါ်ထောက်ပံ့ခြင်းပေးဖို့အမိန့်ထုတ်လိုက်တဲ့အတွက်အထိုင်းအလျောက်ငွေပိုရဖို့ရှိပေမယ့်အနည်းဆုံးအခကျင်းငွေခေါင်းစဉ်အောက်မှရှိမနေလို့အငင်းပေါ်စရာရှိနိုင်ကြအလုတ်သမားသမဂါခေါင်းဆောင်တယောက်ကပြောပါရရှင်။ တိုင်းရင်သားတွေသက်ဆိုင်ရာပုံကိုယ်တွေအနေနဲ့မဖြစ်နိုင်တာတွေရှောက်ပြောပြီးလုံနေလို့မရဘူးလို့စစ်ကောင်ဆောင်ပူရှုံမှုကြီးမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။အခြေခံဥတွေပြင်ဆင်ဖို့အတွက်တချို့အချက်တွေကိုသဘောတူညီပြီးဖြစ်လို့တိုင်းရင်သားတွေနဲ့သက်ဆိုင်ရာပုံကိုယ်တွေအနေနဲ့ဖြစ်နိုင်တာတွေကိုပဲတောင်းဆိုပြီးမဖြစ်နိုင်တာတွေကိုမလုပ်ကြဖို့ပြောတာဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ NCA ဆင်းနှစ်ပြည့်နှစ်ပတ်လည်နဲ့အခမ်းအနားမှာစစ်ကောင်းဆောင်ကပြောဆိုလိုက်တာပါ။ဒါအပြင်အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက်ဥတီချက်ကိုမမကကန်လှုပ်ဖို့လိုအပ်ပြီးဒိုင်းရင်သားအရင်နဲ့ပတ်သက်လို့တောင်းဆိုချက်တွေလုပ်တဲ့အချိန်မှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွတ်တော်မှာပြောနိုင်တာကအကောင်ဆုံးဖြစ်တယ်လို့သူကဆက်ပြောပါရယ်။စစ်ကောင်းဆောင်ရဲ့အဲ့ဒီလို အပြောတွေဟာတိုင်းရင်သားတွေကို သူပေးတာပဲယူဆိုတဲ့သဘောနဲ့ပြောဆိုတာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကဝေဖန်နေကြပါရဲ့ရှင်။